အားလုံးပဲမင်္ဂလာပါအပိုင်း၄အခန်း၉သင်လှုပ်စီလို့တော့အလုပ်ကိုတစ်ဖက်သားဒီဝမ်းမြောက်ဝမ်းသာစားနဲ့လှုပ်ရန်နီး1935ခုနှစ်လောက်ကအမေရိကန်ပြည်တပီလုံးစိတ်မချမ်းမသာ ဖြစ်လျက်ရှိ၏အဘယ်ကြောင့်ဆိုသော1934ခုနှစ်မှာအစပြု၍ဖြစ်ပွားသောကဘာစစ်ပွဲရေး၌ဥရောပတိုက်ရှိပြည်တော်အချင်းချင်းတို့သည်ကမ္ဘာတမိုင်းတွင် မကြုံဘူးအောင် တတိုင်းပြည်နဲ့တတိုင်းပြည်ရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်လျက်ရှိထိုကဲ့သို့ဒေါသမီဟုံဟုံတောက်လျက်ရှိသောအချိန်အခါတွင်ငြိမ်းချမ်းရေးကိုဆောင်ရွက်၍ရပါမည်လောရနိုင်မည်ဟုမြည်သူမြတ်မခံမနိုင်ချေသို့ရာတွင်အမေရိကန်သမ္မတဝူဒရိုဝီလစင်သည်မိမိ၏ငြိမ်းချမ်းရေးတန်တမန်တို့ကိုဥရောပတိုက်သို့ဆေးလွှတ်၍နိုင်ငံအသီးသီး၏ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးကိစ္စကို နှီးနှောစေခြင်းဖြင့်ငြိမ်းချမ်းရေးကိုစမ်းကြည့်လိုက်၏ထိုကိစ္စအတွက်အမေရိကန်ပြည်ထောင်စုဝန်ကြီးဝီလျံဂျင်းနင်းဘရိုင်ယန်သည်ဥရောပတိုက်ရိုက်သွား၏ဤကိစ္စကိုဆောင်ရွက်ခြင်းဖြင့်သူ့ကိုယ်ကိုကမ္ဘာတမိုင်းတွင်ထင်ရှားစေလို၏သူ့ရာတွင်ဝီလစ်ဆင်သည်ကာနယ်ဟောက်ခေါ်သူ့မိတ်ဆွေရင်တူကိုငြိမ်းချမ်းရေးတန်တမာဖြင့်ခံထားလိုက်၏ဤကဲ့သို့ခံထားလိုက်သည့်အကြောင်းကိုလည်းဘရိုင်ယန်ကို ကာနယ်ဟောက်စ်ကိုတိုင်ပြောပြရမည်ဖြစ်၏ဘရိုင်ယန်စိတ်မဆိုးအောင်ပြောရန်ကိစ္စမှာမလွယ်ကူလှချေကာနယ်ဟောက်၏နေ့စဉ်မှတ်တမ်းတွေတွင်အောက်ပါရေးသားချက်များကိုကျွန်ုပ်တွေ့ရှိရ၏ငင်းချမ်းရေးတန်တမာဖြစ်ဖြင့်ဥရောပတိုက်သို့ကျွန်ုပ်သွားရမည်အကြောင်းကိုကြားရသောအခါဘရိုင်ယန်သည် အတိအလင်းစိတ်ပြတ်သွားလေသည်ဥရောပတိုက်သို့သွားရန်သူကိုယ်တိုင်အစီအစဉ်များကိုပြုလုပ်ပြီးပြီဟုဘရိုင်ယန်ကပြောပြ၏ ထို့အခါဤကိစ္စတွင်ပြည်ထရေးဝင်ကြီးကိုယ်တိုင်တွား၍သင့်လျော်မည်ဟုသမရမင်းကမယူဆကြောင်းအဘေကြောင့်ဆိုတော့ဤကဲ့သို့ပုဂ္ဂိုလ်ကြီးတယောက်လုံးတွားခဲ့ပါလင် နေရာတကာတိုင်း၌အိုအိုတောင်းတင်းဖြစ်၍ဘာကိစ္စနဲ့ဒီကိုလာပါလဲဟု လူတိုင်းတွေးเสียဖြစ်မည်အကြောင်းကိုပါကျွန်ုပ်ကပြောပြရလေသည်ပြောပြပုံကိုအသင်မြင်မည်မဟုတ်လား Brian ၏ဂုံရက်ဒီပြုလို့ရမည်ကိစ္စထက် ကြီးမြတ်နေသောကြောင့် Ryan ကိုယ်တိုင်သွားလျင် မတင်လျော်ဟုသောအကြောင်းကိုကားနဲ့ဟောက်သည် Ryan ကိုပြောပြ၏ Ryan သည်မိမိကိုယ်တိုင်အလွန်မင်းသွားလိုပါတော့လေကားနဲ့ဟောက်အပြောကောင်းသောကြောင့်ကျေနပ်လိုက်ရ၏လောကီရေယာတွင်ကျွမ်းကျင်ပြီးသားဖြစ်သောကားနဲ့ဟောက်သည် ပေါင်းသင်းဆက်ဆံရာတွင်အရေးကြီးဆုံးသောနီးတနီးကိုအသုံးပြုလိုက်ခြင်းဖြစ်လေသည်ထိုနည်းမှာသင်လှုပ်စီလိုသောအလုပ်ကိုတစ်ဖက်သားသည်ဝမ်းမြောက်ဝမ်းသာစွာနှင့် လှုပ်ချင်အောင်ခိုင်းပါသမရဝီလစင်သည်အစိုးရအဖွဲ့ကိုဖွဲ့ပြီးနောက်ထိုအဖွဲ့တွင်ပါဝင်ရန်ဝီလျံဂစ်မက်စ်အဒူးဆိုသူကိုဖိတ်ကြားရ၌အထက်ပါနေကိုပင်အသုံးပြုခဲ့ဘူးလေသည်ထိုအစိုးရအဖွဲ့တွင်လူတိုင်းဝင်ရောက်အောင်ဆောင်ရွက်လို့ဤသူရတွင် ဝီလစင်ကမူကားသူ့ကိုထောက်ထားညှာတော်အားဖြင့်သူ၏အစိုးရအဖွဲ့တွင်ပါဝင်မှုထမ်းပါဟုတ် မက်အဒူးထံသို့စာရေးအကြောင်းကြားလိုက်။သူရတော်ဝီလစ်ဆင်သည်ဤနည်းကိုသုံးသင်သည့်အခါအတိုင်းအသုံးမပြုခဲ့သည်မှာဝမ်းနည်းစရာပင်ဖြစ်၏။ကဘာစစ်ကြီးပြီးသည့်နောက်စစ်ပြည်ငိမ်းစာချုပ်ကို လက်မှတ်ထိုးရန်ဥရောပ၏လူတွေသွားစဉ်ကသမရဝီလစ်ဆင်သည်တစ်ဖက်ကိုင်းမှအရေးပါရာရောက်သောနိုင်ငံရေးကောင်းဆောင်ကြီးများကိုပင့်ဖိတ်ခြင်းမပြုဘဲမိမိကိုင်းမှမထင်ရှားသော သူချို့ကိုယ်တော် ဥရောပတိုက်သို့ခေါ်သွားခဲ့၏တမရဝီစင်ဒီတစ်ဖက်ဂိုင်းသားတို့အလွန်ရေးကြီးသည့်အခါတွင်နေရာမပေးဘဲတမင်သက်သက်နေ၍ထားလိုက်၏ထို့ကြောင့်တစ်ဖက်ဂိုင်းသားတို့သည်သူ့လက်နှင့်ရေးခဲ့သောရာဟုရေကို ခြေဖြင့်တိုက်ဖြတ်ကြ၏အထက်ပါပေါင်းသင်းဆက်ဆံသည့်ကိုလှစ်လှူရှုမိသောကြောင့်ဝီလစ်စင်၏အသက်နှင့် နိုင်ငံရေးတည်တံ့တို့မှတူသွားယုံနာမကအမေရိကန်သမ္မတဝီလစ်စင်ထူထောင်ပေးခဲ့သော နိုင်ငံပေါင်းချုပ်အသင်းကြီးတွင်အမေရိကန်ပြည်သည်မပါဝင်ပဲနေခဲ့တဲ့ဖြင့်ကမ္ဘာတမိုင်းမှာတမျိုးတစ်ပုံပြောင်းလဲသွားခဲ့လေသည်ဒေဗစ်ဒေးပစ်ပုံနှိပ်တိုက်သည်အီနီကိုအမြင်လိုက်နာလေသည်သင်လှုပ်စေလိုသောအလုပ်ကိုတစ်ဖက်သားဝမ်းမြောက်ဝမ်းသာစွာနဲ့လှုပ်ချင်အောင်ခိုင်းပါအီနီကိုအသုံးပြုရ၌ဒေဗစ်ဒေးသည်အလွန်ကြွမ်းကျင်သောကြောင့်စာရေးဆရာအိုဟင်နရီက သွေးစာအုပ်ကိုဒေဗရဒေးကလက်မခံပဲညင်းပယ်လိုက်တော့အခါအခြားတိုင်များကလက်ခံခြင်းထပ်ပိုး၍ဝမ်းသာသည်ဟုထောက်ဖော်ပြောဆိုမှုလေသည် မိစေများနဲ့မသွားမဖြစ်တော်သူများထံမှစကားလာရောက်ပြောကြရန်ဖိတ်ကြားခြင်းများကို မကြာခဏညင်းဆန်ရတော်မူသူနှင့်ကျွန်ုပ်သည်တည်ကျွမ်းမှု၏သူစားပြန်မကောင်းသောကြောင့်ဖိတ်ကြားသူများကျေနပ်ကြလေသည် ူဒီမိခဲ့သူရေးတဲ့နေအလုံးရှုံပြီးတော့ကြောက်ဘာကြောက်ညာကြောက်လာရောက်စကားမပြောချနိုင်ပါဟုရေးတာမရေးတာပဲအချားချက်များကိုလည်းရေးသားလိုက်သည်ဥရဟာယောဖိတ်ကြားတာတစုံကိုညင်းဆန်ရ၌ဤကဲ့သို့ဂယုဇိုက်ပြုလုပ်၍ဖိတ်ကြားခြင်းကိုခြေစူးများစွာတင်ပါတော်လဲမလာရောက်နိုင်လောက်တော့အကြောင်းများပေါ်ပေါက်လျက်ရှိသောကြောင့်များစွာဝန်းနေကြောင်းအဆရှိသည်တို့ကို ပနာမခံပြီးနောက် သူ့အစားဘယ်သူ့ကို ဖိတ်ကြားလဲကောင်းရင်ဟုခြံပေးလိုက်။ဤကဲ့သို့ညှင်းဆန်လိုက်သည့်အတွက်တစ်ဖက်သားသည်စိတ်ပြတ်သွားရန်အချိန်မရနိုင်မီသူသည်အခြားစကားပြောကောင်းလူတို့၏နာမည်ကိုခြံပေးလိုက်။ဘရက်ကလင်ဤကဲ့တရင်စာကစာဒီကလီဗလန်ရော့ချာကိုဘာဖြစ်လို့မဖိတ်သလဲ။သို့မဟုတ်ကိုင်းဟစ်ကောဖိတ်ကြရင်စဉ်းစားထားပြီလား။ဘာဖြစ်လို့လဲဆိုရင် သူဒီ ပဲတဲ့မြို့တော်တွင်15နှစ်တိုင်တိုင်နေခဲ့ဘူးလို့ဖြစ်တော့ကြောင့်တည်င်းတော့အနေနဲ့ပြောစရာစကားတွေအများကြီးရှိပြီလိမ့်မယ်။တော့မဟုတ် Livingston Long Fellow ကိုစမ်းကြည့်စမ်းပါလား။သူ့မှာအိန္ဒိယပြည်တွင်ရိုက်ကူးခဲ့တော့အမဲလိုက်သည့်ရုပ်ရှင်ကားစမ်းတွေအများကြီးရှိပါသည်။အဆရှိသည့်အကြံမျိုးပေးလိရှိ။ GA1 အလုတ်တိုက်တွင်စက်ပြင်စရာတို့ရှိလိမ့်မယ်။ ထိုဆက်ပြင်ဆရာသည်အလွန်ကြီးများသောလူတစ်ယောက်ဖြစ်၏အလုတ်ချိန်များတွင်လုတ်တွေပုံနေသည်တပည့်တစ်ယောက်ပြပါဆရှိသည်ဖြင့်မကြာခဏစူပူလေးရှိမန်နေဂျာ JA1 သည်အလုတ်ချိန်ကိုလည်းလျှော့မပြတ်အလုတ်ကိုလည်းမလျှော့တောင်းတော့တပည့်ကိုလည်းမပေးဘဲနဲ့ထိုဆက်ပြင်ဆရာကိုကျေနပ်နှစ်သိမ့်စေ၏ညီကဲ့သို့လုတ်သည်နီထိုဆက်ပြင်ဆရာကိုအခန်းတစ်ခုပေး၍အခန်းတကားပေါ်တွင် အလုပ်ပဲဆိုင်ရာမန်နေဂျာဟူသောဆိုင်းဘုံကိုတက်ပေး၏ထိုကဲ့သို့အလုပ်ခန်းနှင့်ဆိုင်းဘုံကိုရရှိသည်ဖြင့်ထိုဆက်ပြင်ဆရာသည်ရှေးကကဲ့သို့လူတိုင်းခန်းရလုပ်နေရသည့်ဆက်ပြင်ဆရာဟူ၍တဘောမထားပဲသူကိုယ်သူဌာနတစ်ခု၏မန်နေဂျာဟူတဘောထားလိုက်သည်ထိုနေ့မှစ၍သူ၏အလုံများကိုညှဉ်းညူခြင်းမရှိတော့ပဲကျေနပ်စွာလုပ်ကင်လျက်ရှိဤကဲ့သို့လုပ်ပေးခြင်းကို ကလေးကလားနိုင်သည်ဟုဆိုမည်လား ဆိုခြင်းလည်းလဲဆိုပြီးတော့နပိုလီယန်သည် Legion of Honor ခေါ်စစ်ပွဲတစ်ခုတီထွင်ပြီးလင် သူ၏စစ်သားများထိုပွဲတွင်1500ဖြင့်ချီးမြှင့်၍သူ၏စစ်ဗိုလ်ချုပ်ကြီးများနှင့်78ဦးကိုပြင်တစ်ပြည်ဒေနာပတိဘွယ်လူများဖြင့်ချီးမြှင့်ပြီးလင်သူစစ်တပ်ကို မဟာစစ်တပ်ဟူ၍အနာမီပြည်စင်က နပိုလီယန်ကိုလည်းကလေးကလားနိုင်သည်ဟုလူများကဝိုင်း၍အပြစ်ဆိုရကုန်၏ အကယ်၍ဂုံနူးပွဲသူများကိုပေးတော်နီးသည် နပိုလီယံအတွက် ထားမြောက်အောင်မြင်ခြင်းရှိခဲ့ပါလေထိုနည်းများသည်တင့်အတွက်လည်းထားမြောက်အောင်မြင်ခြင်းရှိပေလိမ့်မည်တာရကတစ်ခုကိုပြပါအံနယူးယောက်မြို့ရှိကျွန်ုပ်၏မိတ်ဆွေဖြစ်သူမစ္စစ်ဂျင်သည်ကလေးများ၏နှောက်ရှက်ခြင်းကြောင့်များစွာစိတ်ရှုပ်လျက်ရှိ၏ကလေးများသည် သူ့ခြံတွင်ရှိမြက်ခင်းပေါ်၌ပြေးလွှားကြသည်ဖြင့်မြက်ခင်းသည်များစွာ ပျက်စီးလေသည်မင်းစစ်ကျင်သည်ကျိန်မောင်းခြင်းချော့မော်ခြင်းစတော်နည်းများဖြင့်စမ်းသက်ကြည်တည်း၏သို့တော်တနည်းမြမောင်းမြင်ခဲ့ပြီဤနည်းများဖြင့်မောင်းမြင်သောအခါနီးတဲ့တကူရှာပွေလေသည်သူချန်တဲ့တွင်အစောဆုံးတငယ်ကလေးကိုခေါ်ပြီးလျင်စုံတော့ဘူရာတို့ကိုအနှင်း၍မြက်ခင်းကိုစောင့်ရှောက်ရန်တာဝန်အရရက်ကိုထိုတငယ်အားလွှဲအပ်လေသည်စုံတော့ဘူသည် ခြံနောက်ကဲတွင်မီးဖို့ပြီးလင်တန်ချောင်းတစ်ချောင်းကိုနီးရဲနေအောင်မီးဖို့ပြီးနောက်မြက်ခင်းပေါ်လိုတက်ရစော်တော့ကလေးများအားတံပူနဲ့ကံမြူချင်းချောက်လေသည်ထိုနေ့မှစရည်မြည်သူမြတ်မြက်ခင်းပေါ်လိုမစော့တော့ချေလူတို့ဤစိတ်ထားသည်လည်းဤတို့ပင်သည်ထို့ကြောင့်တစ်ဖက်သားကိုမျက်မုံမကြိုးစိတ်မဆိုးစေပဲစိတ်ပြောင်းလာအောင်လုပ်လို့လျင်ဥရိတအမှတ်ကိုသည်သင်လှုပ်စေလိုလောအလုပ်ကိုတစ်ဖက်သားသည် ဝမ်းမြောက်ဝမ်းသာစွာနဲ့လှုပ်ချင်အောင် ခိုင်းပါ ဟုတ်ကဲ့ပါနားဆင်ပြီးခဲ့ကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ